အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ညကထမင်းဟင်းအကျန်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါမီနိုကတော့နှစ်နှစ်ချာချာအိမ်မော်ကြနေခဲ့ပြီးတူရှာလ်ကတော့ရုံးကိုသွားလိုက်ပါပြီမီနိုအိယာကမထားခင်မှာပဲဆူမန်ကတော့သူ့သားလေးအတွက်မနက်စာနဲ့ထမင်းကြိုက်ပြင်ဆင်ပေးလို့ပြီးသွားခဲ့ပါပြီ ဆူမန်လည်းအိမ်မှာအလုပ်တွေလုပ်နေနေနာယီကိုကြည့်နေခင်မိပါတယ်။တဖြည်းဖြည်းနာယီကရှေဒလန်ဂျင်စီဒိုးသွားတဲ့အချိန်မှာဆူမန်ရဲ့ဒေါသတွေကလည်းတတော်လေးကိုကြီးလာနေခဲ့ပါပြီ။ဆယ်နာရီထိုးတော့မယ်။ဘယင်မကြီးအခုချိန်ထိအိယာကနေမထသေးဘူး။မသိရင်အလုပ်လုပ်ဖို့အတွက်သူ့အဖေတခါတည်းအလုပ်သမားတယောက်ထည့်ပေးလိုက်တဲ့အတိုင်းပဲနည်းနည်းပါးပါးရှက်တက်စမ်းပါအောင်။အသက်အရွယ်ကြီးရင်နေတဲ့ရခမဖြစ်သူအလုံးလုံးတွေရော နည်းနည်းပပဝိုင်းကုန်ကြီးလောက်ကင်ပေးမယ်ဆိုရဲအတိတရားကိုမရှိဘူးမင်းရလဲကွာဘာလို့အခုမှအလောက်တောင်မှစူပူတောင်းကျနေရတာလဲမင်းကိုယ်တိုင်းပဲချွေးမလေးကိုအလိုလိုက်ထားတာလीဟုတ်ပါတယ်ဟုတ်ပါတယ်ကျမကကန်ဆိုးတာချွေးမလေးကိုတမီတယောက်လိုမျိုးသဘောထားခင်မိရဲ့ကျမကန်ကိုကဆိုးတာပါချွေးမလေးကကျမကိုအလုတ်သမားတရားလိုတတ်မှတ်လို့တော့အခုချိန်ထိတူအိတ်နေရပေါ့ဒီချိန်မှာမီနိုလည်းအိယာကနေထလာခဲ့ပြီးပြောလိုက်ပါတယ် ။ဘာဖြစ်နေရလဲဒီအိမ်မှာခဏလေးကောင်းကောင်းတောင်အိပ်လို့မရတော့ဘူးလားစိတ်ညစ်လိုက်တာ။အကူငါအေးရကနေထားမှဖြစ်တော့မယ်။မင်းတို့ကလည်းအရာကနေထပြီးနောက်မှာတော့အပြင်ကိုထွက်သွားပြီးရခမိုင်းမျက်နှာကိုတွေ့လိုက်တာနဲ့ရခမဘလောက်တောင်ဒေါသရေထွက်နေလဲဆိုတာသဘောပေါက်နားလဲသွားပါရဲ့အမေရေဒုက္ခပါပဲအမေကမိဖို့ကန်နေဘာလုပ်နေရတော့အရင်ဆုံးအမေအခန်းထဲသွားပြီးအနားယူနေလိုက်တော့လေဒီအလုပ်တွေအားလုံးကိုလုပ်ဖို့အတွက်ကတော့ကျမတယောက်လုံးရှိနေတာပဲကျမလုပ်မှာပေါ့အမေရဲ့ တော်စမ်းပါမျက်နှာတော့မသိပဲအလုပ်တွေအကုန်လုံးကိုလုပ်မယ်ဆိုတဲ့စကားကိုပြောနေသေးတယ်။သွားသွားသွားအရင်ဆောင်ရှင်မိုးသွားချိုးအောင်မိဖို့ကန်နေမှာလုပ်ရမယ့်အလုပ်တွေအားလုံးငါလုပ်လို့ပြီးသွားပြီ။နေရှင်မိုးချိုးပြီးသွားပြီဆိုရင်တော့ထမင်းစားလိုက်အောင်ပြီးသွားရင်တော့ပြန်အိတ်လိုက်လေ။နင်တညကလည်းဖုန်းတုံးရတယ်မဟုတ်လားပင်မန်းနေရောပေါ့။မီနိုးကလည်းတယောက်ခမသူ့ကိုလှောင်ပြောင်သွားတယ်ဆိုတော့ကိုကောင်းကောင်းသဘောပေါက်ပါရဲ့။ဒါကြောင့်ဒီမစိတ်ထဲကနေစဉ်းစားကြည့်လိုက်ပါရဲ့။ ငါလည်းဘလို့လောက်ရမှာလဲအစောကြီးထားဖို့အတွက်ငါလည်းစ조사တာပဲမနက်မိုးလင်းလာတဲ့အခါကျရင်တော့အစောကြီးမထနိုင်တာငါအဖြစ်မှမဟုတ်တော့မျက်လုံးမှမပွင့်တော့အခုတော့ဒီလိုစကားတွေကိုနားထောင်နေရပြီးမတတ်နိုင်တော့မနက်ပြန်ကြရင်တော့ငါအစောကြီးထပြီးငါရခမပြောတော့အောင်လို့ငါလုပ်ပေးရမယ်မနက်ပိုင်းလောက်ရမယ့်အလုပ်တွေအားလုံးကိုတော့စုမန်းကိုယ်တိုင်လုပ်လို့ပြီးသွားခဲ့ပါပြီနေ့လေခင်ထမင်းစားမယ့်အချိန်မှာတော့အမေရေးအမေကျမနေ့လေစားပါချက်ပေးရမလဲ ရေခဲစစ်တာတပ်ဖွဲ့ကြီးလိုက်ဟင်းတွေအများကြီးရှိတယ်။နင်းကြိုက်တော့အဆင်ပြေသလိုလှုပ်လိုက်တော့သူမမိဖို့ခံနေဝင်သွားခဲ့ပြီးရေခဲစစ်တာဖွင့်ကြည့်ခဲ့တဲ့အခါမှာတော့ဟင်းတီဟင်းရွက်တွေအများကြီးရှိနေရတယ်အဆင်ပြေတာတစ်ခုချက်လိုက်ပါတယ်။အရင်နေ့မှသူမကတော့ရုံးပရေတီကြောပြီးရခတိနဲ့ရခမကိုကြွေလိုက်ပါတယ်။ချွေးမလေးရဲ့နေထမင်းဟင်းချက်တာအရန်ကောင်းနေတီလား။အမလေးချွေးမတခါတလေမထမင်းဟင်းချက်ပြုတ်တာမလားအဲ့ဒါကြောင့်ရှင်ကသူ့ချက်ပြုတ်တာကောင်းတယ်လို့ထင်နေအောင် နောက်ဆိုင်တော့အမေကျမထမင်းသုံးနှက်လုံးကိုရင်ချက်ပေးမှာပေါ့အမေရဲ့မနက်ဖြန်အမေအစောကြီးမထားနဲ့နော်ကျမအစောကြီးထပြီးတော့အားလုံးလုပ်ပေးမယ်အမေရဲ့ကျမကိုစိတ်မဆိုးပါနဲ့နော်မိနှိုးကတော့ဒီပုံစံအတိုင်းပဲချစ်စပွဲစကားတွေနဲ့ရခုံမဖြစ်သူကိုစီယုံထားခဲ့ပါတော့ဗယ်ဒီအချိန်မှာရခုံမကလည်းချက်ချင်းစိတ်ဆိုးပြေသွားပါတယ်ညနေခင်းမှာတော့ရခုံမဖြစ်သူကလည်းချွေးမလေးညစာချက်ပြုတ်ဖို့အတွက်လာမေးမကိုစောင့်ဆိုင်နေခဲ့ရပေါ့သူမဘာတခေါမှလည်းလာမမေးခဲ့တယ်လို့မျိုးဘာမှလည်းမချခဲ့ပါဘူး အမလေးငါ့ကိုပြောတော့ကားကြတော့ထမင်းဟင်းကိုသူ့ကိုယ်တိုင်ချက်မယ်တဲ့ကြည့်ရတော့ဖုန်းသုံးနေပြန်ပြီနဲ့ကျူတယ်။ညနေ6နာရီချိုးနေပြီငါသားလေးလည်းအင်းကိုပြန်လာနေတော့ပြီ။လာတာနဲ့ပိုက်စားတယ်ဆိုပြီးတော့သူထမင်းတောင်းလိုက်မယ်။သူ့ပဲအချိန်ထမင်းချက်ပြုတ်မလဲငါလည်းကြည့်ကျင်သေးတယ်။9နာရီချိုးသွားခဲ့ပါပြီ။တားဖြစ်သူကလည်းရုံးကနေအင်းကိုပြန်ရောက်လာခဲ့ပါပြီ။မင်းတို့ကလည်းမိဖို့ခံနေဝင်ပြီးနောက်မှာတော့ရိုတီတွေကိုအများလုံးလိုက်ပါရီ။မနက်ကတော့ကသူမချက်ထားတဲ့ရုံးပရိသေးကို oven နဲ့ထည့်ပြီးနှွေးလိုက်ပါရီ။ ချွေးမလေးဒီနေ့အလုံးလုံးတော့ရမ်းမြန်တာပဲဘလို့ဖြစ်လို့ဒီလောက်တောင်မှမြန်နေရတာလေဒါနဲ့သူဘော်ရီများချက်ပြုတ်ထားလဲမသိဘူးငါကြည့်လိုက်အောင်မယ်ရောက်ခမဖြစ်သူကဟင်းအိုဖွင့်ကြည့်ခဲ့ပြီးနောက်မှာတော့ဒေါသအရန်ထွားသွားခဲ့ပါတော့လေဒါဘာလို့တော့လဲချွေးမလေးရဲ့ဘာဖြစ်လို့ဟင်းအကြံတွေကိုပြန်ကျွေးနေရတာလဲနေညစာအထွတ်ဘာမှအထူးတလဲချက်ထားတာမရှိဘူးလားအမေကလေကျမတို့နေ့လည်ကစားထားတဲ့ဟင်းပဲလေညမှဘလို့ဖြစ်ပြီးရောဟင်းအကြံဖြစ်သွားရတာလေအိမ်မှာကျမကတော့ဟင်းတွေအများကြီးချက်ထားတာဒါတွေကိုမစားဘူးဆိုရင်တော့ပြစ်လိုက်ရမှာပေါ့အမေရဲ့ အခုကျမအပူပေးလိုက်ပြီဆိုတော့အရန်ကိုလက်ဆက်ပြီးတော့အရသာလည်းရှိနေတယ်။နေရတကယ်ကိုအယူမပဲ။ငါရုံးမရည်ဒီ2ကီလိုတောင်မှဝယ်လာခဲ့တာနေအားလုံးကိုချက်ပြစ်လိုက်တယ်ဟုတ်လား။အမေရဲ့ဓာတ်ကယူနေရတယ်ဘာများဆိုင်လို့လဲ။ကျမတို့ဓာရီကိုနှစ်ရက်လောက်စားလို့ရတယ်ဆိုတော့တခါတည်းကြိုပြီးတော့ချက်ထားလိုက်တာလေ။မင်းတို့ရေငါတို့ကတနက်စာတနက်အမြဲတမ်းအစင်သစ်ချက်ပြီးတော့စားကြတာ။အဲဒါကြောင့်ကြိုပြီးတော့မချက်ထားပါနဲ့။စားတော့ခံနေကြတော့မှပဲပူပူနွေ့နွေ့လေးစားခြင်းနဲ့။ရှင်ကလည်းတော့ပြန်ပြီး အမေနဲ့တပုံစံတဲပဲနော်ဘာလို့အခုလိုမျိုးပြောရတာလဲမနက်ကချက်ထားတဲ့ထမင်းကညရောက်တော့ထမင်းကြံဟင်းကြံဖြစ်သွားရောလားရောက်ခတိကလည်းအခုလိုအားလုံးစကားများနေကြတာကိုတွေ့တော့မနေနိုင်တော့တဲ့အစုံဝင်ပြောလိုက်ပါလေကဲတော်ပြီးတော့လိုက်ကြတော့စားကျင်နေသူတွေစားကြမစားကျင်နေသူတွေကတော့ကိုဟောက်ကိုသွားချက်စားလိုက်ကြတော့အားလုံးပါဇက်ပိတ်ထားလိုက်တော့ငါအရင်ကနားငိမ့်နေပြီနော်ဒီလိုနဲ့အားလုံးကလည်းပါဇက်ပိတ်ပြီးထမင်းကိုထိုင်စားခဲ့ကြပါလေမင်းတို့လည်းအခန်းထဲမှာသွားပြီးစဉ်းစားနေကြတာပေါ့မနက်ပြန်မနက်ကြရင်တော့ငါအစောကြီးထားလိုက်မယ် ငါညကလေးကရိုတီလုပ်ဖို့အတွက်ဂျုံနဲ့နဲ့ထားလိုက်ရင်ကောင်းမယ်နဲ့တူရယ်နော်။မနေ့ကျလို့ရှင်တော့15မိနစ်လောက်ပို့ပြီးတော့အိတ်လို့ရသွားလိမ့်မယ်။ညဘက်ကြီးရခမဖြစ်သူရေတောက်ဖို့အတွက်ရေခဲတတာဖွင့်လိုက်တဲ့အချိန်မှာတော့ရေခဲတတာမှာဂျုံတွေနဲ့ထားတာတွေ့လိုက်ရပါတယ်။ညတော်ကရိုတီတစ်ချက်စားတော့မှဂျုံမကြံတော့ပေမဲ့အခုရေခဲတတာတွေမှာဒီလောက်များတဲ့ဂျုံတွေကိုတွေ့လိုက်ရတော့သူမအာအာတင်သွားခဲ့ရပေါ့။ဒါပေမဲ့ညဘက်ကြီးသူမဘယ်သူ့ကိုဘာတွေထပ်ပြီးပြောနေရအောင်ပါလဲ။ မင်းတို့တော့လည်းမနဲ့အစောကြီးထပြီးနောက်မှာတော့ဘဲအိုတဲလိုက်ပါရီရိုတီတွေအားလုံးကိုလည်းတမအမြန်ဆုံးလုပ်ခဲ့ပါရီ9မိနစ်10မိနစ်အတွင်းမှာတမထမင်းဟင်းတွေအားလုံးချက်ပြုတ်လို့ပြီးစီသွားခဲ့ပါရီတမယောက်ျားဖြစ်တော့အတွက်ထမင်းဆိုင်ကိုလည်းထုတ်ပေးပြီးနောက်မှာတော့မနက်စာကိုလည်းပြင်ဆင်ပေးခဲ့ပါပြီခဏနေတော့မနက်စာရီအားလုံးကိုတမပြင်ဆင်ပြီးစပွဲပေါ်မှာတင်ထားပေးလိုက်ပါရီအားလုံးပဲအမြန်လာကြပါတော့ဒီမှာတမမနက်စာပြင်ဆင်ပေးပြီးသွားပြီမင်းတို့ရဲ့အတန်ကိုကြားခဲ့ရတဲ့အခါမှာအားလုံးကလည်းအမြန်ဆုံးခြေလက်မျက်နှာတက်ပြီးထွက်လာခဲ့ကြပါရီ တွေ့လားမိမရဲ့မင်းကတော့ချွေးမလေးကိုမဟုတ်ဘဲနဲ့ရှောက်ပြီးတော့အပြစ်တင်နေတယ်။သူအလုထားလို့တော့ဘလောက်တောင်မှမြင်လိုက်တလေ။ထမင်းကြိုက်ကိုလည်းသူထည့်ပေးပြီးသွားပြီးမနှက်စာကိုလည်းပြင်ဆင်လိုက်ပြီ။ပြီးမှာပေါ့သူကဒီအလုတွေအကုန်လုံးကိုအမြန်လုဖြစ်တယ်ဆိုတာကလည်းဂျောင်းအကြံတွေနဲ့ဒါရီအားလုံးကိုလှုပ်ထားတာလေ။အခုကျမတို့ကိုခြချွေးနေတဲ့မုတ်တွေအကုန်လုံးကလည်းဂျောင်းအကြံတွေနဲ့ပဲလှုပ်ထားတာ။သူမသိဘူးလားဂျောင်းအကြံတွေနဲ့အခုလိုမျိုးချက်ပြုံးနေမယ်ဆိုရင်တော့ကျမတို့ကျမကြီးအတွက်ဆိုးချိုးဖြစ်လိမ့်မယ်။ မင်းတို့ဓာရီအားလုံးကိုနားထောင်နေခဲ့ပေမဲ့ကြောက်လွန်လို့ပါစပ်ပိတ်နေခဲ့ပါတယ်။ဒီနောက်မှာတော့စုမန်းနာကိုကပ်ပြီးသွားပြောလိုက်ပါတယ်။အမေရဲ့ကျမမနဲ့အစော်ကြီးမထနိုင်ဘလို့လုံးမလဲဆိုပြီးအရန်ကြောက်သွားလို့ကျမဂျုံလေးကိုညရဲကဂျုံနေထားလိုက်တာပါအမေရဲ့။စုမန်းလက်ပါကိုမှပြောမနေတော့ပဲနဲ့တတဲကြီးလေးပဲမနှက်စာကိုစားလိုက်ပါတယ်။ဒီနောက်မှာတော့မင်းတို့ကအစော်ကြီးထပြီးချက်ပြုတ်ပေးခဲ့ပေမဲ့ဒီမှာတအားပြင်းပါတယ်။ဒီမှာကတော့တရက်ကိုထမင်းသုံးကောင်မချက်ချင်ပါဘူး။တစ်ခေါက်တည်းချက်ပြီးတော့ဒီမှာတရက်အလုံးကျွေးကျင်တာပါ။ ဒါကြောင့်မီနိုကတော့နင်းတဲ့စာထမင်းစားတဲ့အခါတိုင်းညစာအတွက်တစ်ခါတည်းပေါင်းချက်တတ်ပါရဲ့ကျောက်မဖြစ်သူကပဲအရန်ကြိုက်တဲ့အတွက်ကြောင့်မဟုတ်လို့ညစာကိုလည်းစားလိမ့်မယ်လို့သူမထင်နေခဲ့ရပေါ့စားတော့ပြီနောက်မှာတော့ပဲဟင်းတွေအများကြီးကြံနေခဲ့ပါရဲ့ချွေးမလေးရေပဲဟင်းတွေကအများကြီးပဲကြံသေးရဲ့နော်အမေရလည်းဒီပဲကိုအမေအရန်ကြိုက်တယ်မဟုတ်လားအဲဒါကြောင့်ကျမပို့ပြီးတော့လှုပ်ထားလိုက်တာကြိုက်တဲ့အစားတော့ကိုနှစ်ခေါက်သုံးခေါက်အနည်းဆုံးစားတင်တယ်လေဒါမှဘိုက်ဝမှာပေါ့နေပါအောင်ဘလောက်ပဲကြိုက်ကြိုက်ဒီလောက်များတဲ့ပဲဟင်းချက်စရာလို့လို့လား ဒါတော့အများကြီးဆိုရင်တော့ငါတို့၄ရက်စားတော့ကုန်မှာမဟုတ်ဘူးအမေရလည်းညနေပိုင်းကျရင်တော့ကျမထမင်းချက်ပေးမယ်လေထမင်းနဲ့ပဲဟင်းလေးနဲ့ဘလောက်တောင်မှလိုက်ဖက်ညီလိုက်တလေအမေရဲ့ကျမကတော့ပဲထမင်းအရန်ကြိုက်တယ်တိလားသူမတရက်လုံးပဲရိပဲစားနေကြရတဲ့အခါမှာတော့ဘိုက်ထင်းမှာလေဝင်အောင်နေခဲ့ပါပြီသူမဘိုက်ကြီးပူလာပြီးအမ်းပဲအန်နေခဲ့ပါရဲ့မင်းတို့ရဲ့မင်းအဆင်ပြေရဲ့လားဘာဖြစ်တာတော့ကျမပဲအကြံတွေနဲ့ထမင်းအကြံတွေစားလိုက်တာလေဘိုက်ထင်းမှာတော်တော်လေးထိုးအောင်နေတယ်ကျမဆရာဝန်ရှိအများဆုံးသွားရလိမ့်မယ် ီပုံစံတိုင်းဆိုရင်တော့ကျမရဲ့ဘိုင်ပေါက်ကွဲထွက်တော်မယ်လို့ကျမထင်တယ်။ခဏနေတော့ရခမဖြစ်တော့ကလည်းအတန်ကြာလို့ရောက်ရှိလာခဲ့ပြီးချိန်မလေးကိုဆူပါတော့တယ်။ငါနဲ့ကိုပထမရက်ကပြောတယ်။တနက်စာတနက်ချက်ပြုတ်ပါ။ကုံတလောက်ပဲစားကြမယ်ဆိုပြီးတော့နေရတော့ငါပြောတဲ့စကားပဲတော့မှနားမထောင်ဘူး။အခုဘလို့လဲအလုံးမလုံးချင်တာဘလောက်တောင်မှယောဂဖြစ်ပြီလဲဆိုတာကိုတဘောပေါက်နားလေပြီလား။ဒီလိုနဲ့သူရှာလ်ကလည်းသူ့မိမကိုစေအောင်ခေါ်သွားပြပေးလိုက်ပါတယ်။အာသူဘိုက်တွေတအားထိုးအောင်နေတယ်ဆိုတော့ထမဲကြံဟင်းကြံတွေနဲ့ပဲအကြံတွေစားမိရလား။ အခုလောလောဆယ်တော့ကျွန်တော်တို့ကိုစေးတိုက်ထားလိုက်ပါမယ်။နောက်ဆိုရင်တော့ထမင်းဟင်းကျွန်တော်တွေလုံးဝမစားတော့နဲ့နော်။ဒီပုံစံတိုင်းဆိုရင်တော့ယောဂအခြေအနေအရင်ဆိုးရွားလာလိမ့်မယ်။တော်ပြီတော်ပြီကျွန်မဘယ်တော့မှမပြင်းတော့ဘူး။ကျွန်မနောက်ဘယ်တော့မှအခုလိုမျိုးအစားအသောက်တွေကိုလည်းမစားတော့ပါဘူး။ဒီနေ့ကစပြီးတော့ကျွန်မလက်ဆက်နေတဲ့ထမင်းဟင်းကိုပဲချက်ပြီးတော့စားတော့မယ်။လူတွေကလေဒုက္ခမရောက်မချင်နားလည်မှုကိုမရှိကြဘူး။အခုနားလည်ပြီလားငါဘာဖြစ်လို့နင့်ကိုဒီလောက်တောင်မှငင်းပယ်နေခဲ့ရလဲဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်မနားလည်ပြီ။ ပြီးတော့ကျမအားလုံးကိုလည်းလိုက်ပြီးတော့ရှင်းပြလိုက်မယ်။ထမင်းကျန်ဟင်းကျန်စားတာဘလောက်ကြာမှကျန်းမာရေးအတွက်ထိခိုက်စေလဲဆိုတာကိုရန်သူကိုယ်တော်မှထမင်းကျန်ဟင်းကျန်မကြွေးသင့်ဘူး။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာအားလုံးရှိကောင်းကြပါရဲ့။ဒီနောက်မီနိုကလည်းထမင်းကျန်ဟင်းကျန်ဘယ်တော့မှမထားစားတော့ပါဘူး။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့နမဲကြီးတဲ့ပေါမုတ်အစာသွတ်ဆိုတဲ့ပုံပြင်ပဲဖြစ်ပါရဲ့။ရမ်ဒင်းရဲ့သားနဲ့ချွေးမနှစ်ယောက်စလုံးကသူရဲ့ကလေးကိုခေါ်ပြီးမြို့ပေါ်ကိုအလုံးလုံးဖို့အတွက်တက်သွားခဲ့ကြပါရဲ့။ အရာအားလုံးအဆင်ပြေချုံဝင်နေခဲ့ပေမဲ့တရားမှာတော့ရောမရှိတဲ့မိဘတွေစီကိုသူတို့သားလေးကွဲလွန်သွားပြီးဆိုတဲ့အကြောင်းသတင်းရောက်ရှိလာခဲ့ပါတယ်။ဒီသတင်းကိုကြားခဲ့ရတဲ့အခါမှာမိဘနှစ်ပါးလုံးကချက်ချင်းမြို့ပေါ်ကိုလိုက်သွားခဲ့ကြတာပေါ့။အဖေကလည်းသားလေးရဲ့အလောင်းကိုမိတချို့ပေးနေပြီးပြောလိုက်ပါတယ်။ငါသားလေးကတော့ကွဲလွန်သွားခဲ့ပြီးငါမြည်လေဘလို့နေမလဲ။ချွေးမလေးကရောဘလို့လဲ။ငါတို့မြည်လေကိုတခါတည်းအတူတူခေါ်သွားဖို့သဘောကျပါမလား။ဟွန်းကျမတို့ပြောကြည့်ရမှာပေါ့။ ဒီနောက်မှာတော့သူတို့စကားပြောကြည့်ခဲ့ပြီးနောက်မှာတော့ချွေးမလေးကလည်းရခမဖြစ်သူတွေနဲ့အတူတူပြန်လာနေခဲ့ပါတယ်။သူတို့ရောက်ရှိလာခဲ့တဲ့အခါမှာတော့မိသားစုအတွက်စာဝေးနေရေးကတက်တဲလာခဲ့ပါတယ်။ကုန်းကြစဲတွေအများကြီးကလည်းပိုကုန်လာခဲ့လို့ပါပဲ။ဒီအချိန်မှာရမ်ဒင်းကလည်းသူ့ရဲ့မိန်းမကိုပြောခဲ့ပါတယ်။ငါတို့နှစ်ယောက်ကတော့ဘလို့မဆိုအလုံးနည်းနည်းပပလောက်ကင်ပြီးတော့စားတောက်နေထိုင်လို့ရတယ်။ချွေးမလေးနဲ့မိလေးကလည်းအခုအိမ်မှာရောက်နေကြပြီဆိုတော့ငါတို့အလုံးကိုပို့တိုးပြီးလောက်ကင်မှဖြစ်တော့မယ်ဒီပုံစံအတိုင်းဆိုရင်တော့မဖြစ်သေးဘူး။ မတက်နိုင်ရှင်ကျမတို့တခုခုလုံးမကိုဖြစ်မှာပေါ့ဒီပုံစံအတိုင်းဆိုရင်တော့အဆင်မပြေဘူးလေဟုတ်ပါတယ်ဒါပေမဲ့ငါအသက်ကလည်းကြီးနေပြီဒီအသက်ရွယ်မှာဘာတွေကိုထပ်ပြီးတော့လုပ်နေအောင်မလဲရမ်ဒင်းကတော့တောင်းတူလေသမားတယောက်ဖြစ်ပါတယ်သူကလေရောက်ဆိုင်ပြောရေးလုပ်ငန်းကိုမနက်ကနေညမိုးချုပ်တဲ့အထိလုပ်ပါတယ်သူညနေခင်းအိမ်ကိုပြန်လာတဲ့အခါမှာတော့ခနာကိုတခုခုလုံးကတော်တော်လေးကိုပင်ပန်းနွမ်းနေနေခဲ့ပါပြီကဲမိမရေဒီနေ့တော့ငါအရန်ပင်ပန်းသွားပြီးခါရီကလည်းတောင်းအောင်နာနေငါဆေးလိမ့်မှဖြစ်တော့မယ်နဲ့တူတယ် စိတ်လန်းခဲတဲ့အခါကြာလို့ရှင်တော့ငါညကြရင်အေးအေးစစ်စစ်အိပ်ပျော်သွားလိမ့်မယ်။ဟုတ်ပြီရှင်ဟုတ်ပြီဟုတ်ပြီကျွန်တော်အခုချက်ချင်းရှင်ကိုစိတ်လန်းပေးမယ်နော်။ဘုရားသခင်ကလည်းကျမတို့ကိုအသက်ကြီးမှဘလို့ဒုက္ခတွေပေးနေရလဲမသိရပါဘူး။ထိုင်စားရမယ့်အသက်ရွယ်ကြီးမှကျမတို့ခါးကျိုးမတက်အလောက်ကိုပင်ပန်းဆင်းရဲစွာနဲ့လောက်ကိုင်းနေကြရတယ်။ချွေးမလီကားဂျက်ကလည်းယောက်ခတိနဲ့ယောက်ခမဖြစ်တို့ရဲ့အခြေအနေကိုတွေးကြရတဲ့အခါမှာအတော်လေးဝမ်းနေသွားခဲ့ပါရဲ့။အဲ့ဒါနဲ့အတူတူသူမကဝင်တော်ဝင်ဖို့တခုလိုမျိုးလည်းခန်းစားလိုက်ရပါတယ်။ဒါကြောင့်စဉ်းစားခဲ့ပါရဲ့ ငါဘလောက်တောင်ယုံစရာကောင်းလိုက်တလေငါမှဘလောက်တန်ဆွမ်းကြမ်းခိုင်နေတဲ့ခန္ဓာကိုယ်ရှိရဘာအလုံးမမလုပ်ပဲနဲ့အေးအေးဆေးဆေးထိုင်စားနေရငါရောက်ခါထင်းနဲ့ရောက်ခါမှာကထိုင်စားမယ်အသက်အရွယ်မှာတော့မှပဲအလုံးလုံးပြီးငါကိုကြွေးမွေးနေရတယ်မနှက်ဖြန်ကစပြီးတော့အဖေကငါအလုံးတော့မလုပ်ခိုင်းတော့ဘူးအိမ်မှာပဲနေခိုင်းမယ်နောက်နေမှာတော့ရောက်ခါထင်းဖြစ်သူအလုံးလုံးဖို့အတွက်လေရဲကိုသွားနေခဲ့တော့ကိုချွေးမလေးကအရှိကနေရောက်ရှိလာခဲ့ပြီးတော့ပြောလိုက်ပါတယ်အဖေအဖေအလုံးမသွားတော့နဲ့ဒီနေ့ကစပြီးတော့အဖေအလုံးကိုသွားစရာမလိုတော့ဘူးအဖေအိမ်မှာပဲနေပြီးတော့အနားယူရမယ် ။အော်တမီးရဲ့ငါအနားယူနေမယ်ဆိုရင်တော့အလုပ်ကိုဘယ်သူကလုပ်မှာတော့။ကျမကိုယ်တိုင်အလုပ်တွေအကုန်လုံးကိုလုပ်နိုင်ပါတယ်။ကျမလုပ်မှာပေါ့။ကာကြက်အခုလိုမျိုးအလုပ်လုပ်မယ်ဆိုတဲ့စကားကိုကြားခဲ့ရတဲ့အခါမှာရောက်ခတိနဲ့ရောက်ခမနှစ်ယောက်လုံးကလည်းအံ့အားသင်ကုန်ကြရပါတော့တယ်။ရောက်ခတိကလည်းပြောလိုက်ပါတယ်။ချွေးမလေးရဲ့နေရောက်ဘာအလုပ်ကိုတော့လုပ်မှာတော့ဒုက္ခပါပဲ။အဖိုးကြီးအဖိုးမမေကလေပအောင်အစာတော့လောက်ကြအရန်ကိုကြော်ရတယ်လားမမေလောက်တဲ့ပအောင်အစာတော့တွေကတကယ်စားကောင်းပြီးတော့အရသာရှိရဲ့ အဲ့ဒါဆိုရင်တော့မမေရွာမှာမမေပေါမုတ်အစာတို့ဆိုင်လေးဖွင့်လိုက်ပါလားမမေရဲ့ပေါမုတ်အစာတို့ကိုတမိကြိုက်တယ်လို့မျိုးအားလုံးကလည်းကြိုက်ကြလိမ့်မယ်ဆိုတော့ကိုတမိအမောခံရေးပါလေဟုတ်တယ်ဟုတ်တယ်ကျမတမိလေးပြောတဲ့စကားမှန်တော့လေမှန်ပါလေကောင်းပြီတမိတကယ်လို့နင်အစဉ်ပြေတယ်ဆိုလို့ရှင်တော့အဲ့ဒီအလုပ်ကိုပဲနင်လုပ်လိုက်တော့ရခတိနဲ့ရခမစီကခွင်ပြုချက်ရသွားတာနဲ့တပြိုင်နဲ့ချွေးမလေးကလည်းလမ်းဘေးမှာပေါမုတ်အစာတို့ဆိုင်လေးဖွင့်လိုက်ပါလေလာပါရှင်လာပါ မြို့မှာရောင်းချခဲ့တဲ့ပါမုတ်အစာတို့အခုဆိုရင်တော့ရွာမှာလည်းရောင်းချပေးနေပြီနော်။ထော်ပန်နံမွမွေလေးနဲ့အရသာဆက်ဆက်ကလေးလာစားကြည့်ကြပါဦး။ပါမုတ်အစာတို့တွေရမယ်။ဒီအချိန်မှာဝယ်သူတအိုရောက်ရှိလာခဲ့ပြီးတော့ဈေးမေးခဲ့ပါရယ်။အမကြီးပါမုတ်အစာတို့တပွဲဘလောက်လဲ။တပွဲကို90ပါရှင်။90ပါပဲကျွန်မထည့်ပေးရမလား။ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တပွဲထည့်ပေးပါ။ကာဂျယ်ကတော့တကယ်အရန်ကိုအရသာရှိတဲ့ပါမုတ်အစာတို့ကိုလောက်ကြပါရည်။ ။ဒီမှာကအရသာအရန်ရှိတဲ့ထောပတ်ကိုတော့အသုံးပြုပြီးတော့ပေါမောက်တွေကိုကြော်ပါရီ။ဒီမှာထည့်ပေးတဲ့အချင်းကလည်းဒါအစားကောင်းပါရီ။လူတွေကလည်းဒီမှာရဲ့အစာတော့ပေါမောက်ကိုအရန်ကိုသဘောကျနှစ်တန်းနေခဲ့ကြတာပေါ့။ဒီမှာစီပွားရေးအခြေအနေအစဉ်ပြေလာခဲ့တဲ့အခါမှာတော့အရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ပါရီ။ပတ်စံတွေကိုရင်းနေရင်းနဲ့ဒီမှာပြောလိုက်ပါရီ။ကဲကောင်းတယ်ကောင်းတယ်စီးပွားရေးအခြေအနေအတော်လေးအဆင်ပြေလာခဲ့ပြီနောက်ထပ်စူးစမ်းမယ်ဆိုရင်တော့ဒီထပ်ပို့ပြီးတော့အဆင်ပြေလာလိမ့်မယ် ။သူမရဲ့စီးပွားရေးအခြေအနေတဖြည်းဖြည်းအဆင်ပြေလာတာနဲ့အများဒုက္ခဆင်းရဲတွေကလည်းရောက်ရှိလာခဲ့ပါသေးတယ်။စီဗင်ကလူတွေကသူမရဲ့ဆိုင်ကိုနေရာရွှေ့ပြီးဖယ်ရှားခိုင်းခဲ့ပါတယ်။ဒီနေရာမှာမင်းဆိုင်ဖွင့်ခြင်းနဲ့ဆိုလို့ရှင်တော့ရုံးကိုလာပြီးခွင့်ပြုချက်တောင်းခံရလိမ့်မယ်။မင်းကဘာခွင့်ပြုချက်မှမတောင်းခံထားတဲ့အတွက်ဒီနေရာကနေဆိုင်ကိုဖယ်ပြီးမင်းကိုဒီနေရာကနေပြီးတော့ငါတို့ကိုယ်တိုင်ဖယ်ရှားပြစ်လို့ရတယ်နော်။မလုပ်ပါနဲ့ရှင်မလုပ်ပါနဲ့ကျမစိတ်ရတာတယောက်ပါကျမအတော်လေးဒုက္ခရောက်နေလို့ဆိုင်လေးလာဖွင့်စားတာပါရှင်။ကျမတနာပါအောင်နော်။ မင်းကဆင်းရဲရဲဆိုတော့ငါဘာလို့ရောက်မှာလဲငါလည်းအထက်လူကြီးတွေကိုပြန်ပြောရသေးရဲ့ကဲကဲကဲဘာလို့နေကြတာလဲမင်းတို့သူ့ရဲ့ပစ္စည်းတွေအကုန်လုံးကိုယူပြီးတော့လွှဲပြစ်ကြလေကွာမလုပ်ပါနဲ့ရှင်အဲ့လိုတော့မလုပ်ပါနဲ့နော်ကျမကိုနားလည်းပေးကြပါဦးကာဂျယ်ကအယံတနာစရာကောင်းပါတယ်အားလုံးရှေ့မှာလက်အုပ်ချီပြီးတော့ဒီမှာတောင်းမစကားတွေကိုစတိုက်ပြောဆိုနေခဲ့ပါတယ်ဒီအချိန်မှာနဝင်းနှစ်ယောက်ရှိလာခဲ့ပြီးပြောလိုက်ပါတယ်တို့လည်းမျိုးဆင်းရဲတဲ့မျိုးသမီးတယောက်တယောက်တည်းလောက်ကင်စားတောင်းနေတာဘာဖြစ်လို့လိုက်ပြီးဒုက္ခပေးနေကြတာလဲ သူရဲ့ပစ္စည်းတွေကိုထိလို့ကတော့ငါအဆုံးစုံနဲ့နော်။ခမရောဘယ်သူမှမလို့ကျွန်တော်တို့လာပြီးတော့ကြားနေရတယ်ခမရဘာကောင်းလဲ။ဒီမှာငါကိုယ်တိုင်ကလည်းဒီနေရာတွေအများကြီးကိုပိုင်ဆိုင်နေတူတယောက်ပဲ။ဒီမှာငါရဲ့ဆိုင်ကန်းတွေအများကြီးဖွင့်ထားတယ်။ဒီစကားကိုကြားခဲ့ရတဲ့ခါမှာစီပင်ကလူတွေကလည်းဘာတခုံးမှပြောမနေတော့ဘဲနဲ့ထွက်ခွာသွားခဲ့ကြပါရဲ့။ကာဂျယ်ကလည်းငိုနေရင်းနဲ့နဗင်ကိုပြောလိုက်ပါရဲ့။ဒီနေ့တော့ကျမတို့စင်ရသားကိုအကူအကဲတင်ပေးခဲ့တယ်နော်။နောက်နေ့တို့တို့ဒီဖို့ပြောင်းလာခဲ့တဲ့အခါကြားလို့ရှိရင်ကျမဘယ်လိုလုပ်ရမလဲရှင်။ ရပါတယ်ကိစ္စမရှိဘူးကျွန်တော်မှဆိုင်ကန်းတွေအများကြီးရှိနေတယ်။လို့နေတဲ့ဆိုင်ကန်းတစ်ခါမှခမရမုတ်လာရှောင်းပေါ့။ဟုတ်ကဲ့ဒါပေမဲ့အကိုကဘာဖြစ်လို့ကျမကိုအလောက်တောင်မှကူညီပေးနေရတာလဲ။ဒါနဲ့လေကျမကိုအဲ့လိုမင်းကလေးမျိုးလိုထင်နေရတော့မဟုတ်ပါဘူးနော်။ဟာဒုက္ခပါပဲဗျာခမရကလည်းဒါဘလို့စကားကြီးကိုပြောနေရတာလဲ။ဘလို့ဖြစ်လို့အကိုတယောက်ကသူ့ရဲ့ညီမလေးကိုမကောင်းတဲ့မင်းကလေးတယောက်ဆိုပြီးတော့ထင်မြင်ရမှာတော့။ဒါနဲ့အကိုကဘယ်သူလဲဘယ်သူများလဲဒါတော့ကျမကိုပြောပြပါအောင်။ ငါဘယ်သူလဲပါလဲဆိုတော့ကိုတော့မင်းတဖြည်းဖြည်းနဲ့နောက်ပိုင်းကြာရင်တည်သွားလိမ့်မယ်။ဒါပေမဲ့ငါကမင်းရဲ့အကုန်အရင်တယောက်လိုမျိုးပဲတတ်မှတ်ထားလို့ရပါတယ်။အလောက်ကိုလည်းစ조사ပန်းဆောင်နေပဲလုံတော့ကြာလား။အရင်နေ့ကစပြီးကာဂျယ်ကလည်းအရာသာအရှိအဆုံမုတ်တွေကိုစိုင်းနေတသေးချာချာလေးရောင်းချပေးနေခဲ့ပါတယ်။သူမရဲ့စီးပွားရေးအခြေအနေကလည်းတဖြည်းဖြည်းနဲ့တိုးတက်ကောင်းမွန်လာပါတယ်။ကာဂျယ်ကလည်းနဝင်းနဲ့တတော်လေးရင်းနှီးသွားပါတယ်။ဒီနေ့တော့နင်လောက်ပေးတဲ့ပေါင်မုတ်အစာတော်လေးစားကြင်လို့လာခဲ့တာ။ဒါဆိုလို့ရှင်တော့စားလေအကိုရဲစားပါ။ ။အဖြစ်ဖြစ်နဲ့နဗင်ကတော့ကာဂျက်လီရဲ့အလုပ်တွေကိုပါဝင်ကူညီပေးခဲ့ပါတယ်။ကာဂျက်လည်းအဆင်ပြေစွာနဲ့နေထိုင်နိုင်နေခဲ့ရဖို့တရမတော့နဗင်ကလည်းကာဂျက်လီရဲ့အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။သူတို့နှစ်ယောက်ပျော်ရွှင်စွာစကားပြောဆိုနေခဲ့ကြတာကိုရခမဖြစ်သူတွေ့မြင်သွားခဲ့ပြီးထူဆန်သွားခဲ့ပါတယ်။ဒီနောက်သူကသူ့ယောက်ျားကိုတွေ့ပြောပါတယ်။ကျမတို့ချွေးမလေးဘာဖြစ်သွားတာလဲမသိဘူးရှင်။အဲ့ဒီကောင်လေးနဲ့သူတော်တော်လေးကိုရင်းနှီးကျွမ်းဝင်လို့နဲ့လို့မထင်ဘူးလား။ ။အော်မင်းကလည်းဒီလိုတော့လည်းဘယ်ဟုတ်မလဲ။ငါတို့ချွေးမလေးဘလောက်ကြောင်မှလိမ်မာရေးချရှိလဲမင်းလည်းသိရတာနဲ့သူ့အပေါ်ဘယ်တော့မှတန်တရားမဝင်နဲ့နော်ကြားလား။အင်းရှင်းစကားတွေအားလုံးမှန်ပါစေ။ရဲ့နေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာကာဂျယ်ရဲ့တမီလေးကိုတိုင်းကလည်းနဝင်းနဲ့တတော်လေးကိုရင်းနှီးကျွမ်းဝင်သွားပါပြီ။ကာဂျယ်ရဲ့ရခတိနဲ့ရခမကတော့ဒါကိုသဘောမကျခဲ့ကြပါဘူး။ဒုက္ခပဲရှင်အခြေအနေတွေအကုန်လုံးကိုကြည့်ပါအောင်အတော်လေးပြောင်းလဲနေပြီလို့ကျမကတော့ထင်တယ်။ချွေမလေးကကျမသားလေးကိုမေ့ပြီးတော့ဒီကောင်လေးနဲ့အတော်လေ ရှင်းလင်းနေပြီထင်တယ်။ဟုတ်တယ်နော်။ငါရရဲ့မြီးလေးကိုလည်းကြည့်ပါဦး။သူ့အဖေကိုတော့မှသူကသတိမရတော့ဘဲနဲ့ဒီကောင်လေးကိုတတော်လေးတန်ရောစင်တွဲနေရဲ့။အခုတော့ငါကိုယ်တိုင်လည်းချွေးမလေးအပေါ်ကိုတန်တရားဝင်လာပြီ။ဟုတ်တယ်ရှင်။ကျမတို့သူ့ကိုမြို့ပေါ်ကနေရွှေကိုခေါ်လာခဲ့မိရတကယ်ကိုအမအကြီးကြီးကျွလွန်ခဲ့မိတယ်လို့ပဲ။အချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီးနောက်မှာတော့နောက်ပင်းနဲ့ကာကြောင်ကြောင်နှစ်ယောက်စလုံးရဲ့တရင်ကလည်းရွာမှာပြန်နေနေခဲ့ပါပြီ။အားလုံးကလည်းသူတို့နှစ်ယောက်အကြောင်းကိုအတင်းတွေပြောဆိုနေခဲ့ကြပါသေးတယ်။ တရမှာတော့အိမ်နေချင်းအမျိုးသမီးနှစ်ယောက်စလုံးကစီးကျော်လာခဲ့ကြပါရီသူတို့အိမ်ထဲထိလာပြီးတော့ဒီအကြောင်းတွေကိုပြစ်တင်ဝေဖန်ခဲ့ကြပါရီနှစ်ယောက်ဘယ်လိုဖြစ်တာလဲနင်တို့ကမ်းသွားကြပြီလားဘာတွေလုပ်နေကြတာလဲမောင်စိုးမချွေးမလေးအပြင်မှာတစ်စင်းယောက်ကြားတယောက်နဲ့ဒီလောက်တောင်မှပလူပလဲဖြစ်နေအောင်ကိုနင်တို့ကကြည့်နေနိုင်နေဟုတ်လားဟုတ်တယ်မြို့မှာနေထိုင်တဲ့မိန်းမကိုဘာဖြစ်လို့နင်တို့ရွာကိုခေါ်လာခဲ့ရတာလဲအခုတို့အတွက်ကြောင်းနဲ့နင်တို့နမဲပြတ်ရလိမ့်မယ်သူကတော့နင်တို့ကိုနမဲကောင်းကောင်းပြတ်အောင်လို့လုပ်နေပြီလေကဲငါပြောပြမယ်တေချာနာထောင် သူခြေလန်းအကြီးကြီးမလှမ်းခင်မှာနင်တို့တခုခုအမြန်ဆောင်လုပ်ဖို့အတွက်လိုတယ်ဒီကနေ့တော့အမြန်ဆောင်မောင်းထုတ်ပြလိုက်တော့ကြလားဒီအလောက်တွေကိုနင်တို့မလုံးနိုင်ဘူးဆိုလို့ရှင်လဲနင်တို့ပဲဒီကနေ့ထွားသွားလိုက်ကြတော့ရောက်ခတိနဲ့ရောက်ကမနှစ်ယောက်လုံးကလည်းဒေါသထွက်ကောင်းကြပါရဲ့ရက်ွက်ထဲကအမျိုးသမီးတွေရဲ့စကားကြောင့်သူတို့ပိုပြီးစိတ်တူကောင်းကြတာပေါ့သူတို့လည်းမတတ်တာတဲ့အဆုံးမှာတော့ရွာကနေထွက်သွားဖို့ကိုဆုံးဖြတ်ချက်ချလိုက်ပါရဲ့ကဲငါတို့ဒီကနေ့သွားတော့အကောင်းဆုံးပဲလို့ငါကတော့ထင်နေဟုတ်တယ်ကျမတို့မှဒီနီလန်းကလွယ်လို့ဘာနီလန်းထက်ရှိသေးလို့လဲရှင် ။စဉ်းစားပြီးနောက်မှာတော့နှစ်ယောက်လုံးကလည်းရွာအပြင်ကိုထွက်ခွာသွားခဲ့ကြပါရီ။ဒီအချိန်မှာပဲဒန်တဝက်မှာနဗင်းနဲ့သူရဲ့မိန်းမကိုတွေ့လိုက်ရပါရီ။နဗင်းကလည်းသူ့ကိုတွေ့လိုက်ရတဲ့အခါမှာပြောလိုက်ပါရီ။နှစ်ယောက်သာအခုဘယ်လိုသွားနေကြတာလဲ။ရွာနေပြီးတော့သွားနေရ။အသက်ကြီးမှအခုလိုနမဲပြတ်ရလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူး။ဒီမှာအိမ်ရှိရမဟုတ်လားကိုယ့်အိမ်ကိုယ့်ရာကိုစွန့်ပစ်ပြီးတော့ဘယ်မှာသွားနေကြမလို့လဲကာဂျယ်ကများတခုခုပြောလို့လားသမီးရေနင်ကကာဂျယ်ကိုဘယ်လိုသိရတော့ကျမသူရဲ့ရောင်းမလေးရှင့် ကျမယောက်ျားကသူ့ကိုညီမတော်ထားတာဆိုတော့သူကကျမရဲ့ရောင်းမလေးတော်တာပေါ့ဒီစကားကိုကြားခဲ့ရတဲ့အခါမှာရောက်ခထီးနဲ့ရောက်ခမနှစ်ယောက်လုံးကလည်းအာအသိန်းကုန်ကြပါရဲ့ဒါနဲ့ကာဂျယ်ကရောဒါကိုသိရလားမသိဘူးရှင်မသိဘူးသူတို့နှစ်ယောက်ကဆွေမျိုးတော်တယ်ဆိုတော့ကိုရောကာဂျယ်ကိုယ်တိုင်လည်းမသိဘူးနှစ်ပေါင်းများစွာကြာအောင်လို့သူတို့ကကွဲနေခဲ့ကြတာလေပြန်တွေ့တဲ့အချိန်မှာသူကတော့သူ့ညီမလေးကိုမှတ်မိသွားခဲ့ပေမဲ့သူ့ညီမလေးကတော့မမှတ်မိဘူးဒါဆိုရင်သူ့အမှန်တရားပြောပြရမှာပေါ့ဘာဖြစ်လို့အမှန်တရားကိုဖုံးကွယ်ထားရတာလဲကျွန်တော်ကညီမလေးကိုစမ်းတမ်းနေခဲ့ရပါ ို့ပဲအချိန်ထိကျွန်တော်ကိုမမှတ်မိဘူးလေဆိုပြီးတော့ကျွန်တော်စမ်းသပ်နေခဲ့ရလိဒီစကားတွေကြားခဲ့ရတဲ့အခါမှာရောက်ခတိနဲ့ရောက်ခမနှစ်ယောက်လုံးကလည်းမျက်ရည်စည်းကြလာခဲ့ကြပါပြီဖခင်တခင်ကျွန်တော်ခွင့်လွှတ်ပါကျွန်တော်ရဲ့ချွေးမလေးဘလောက်တောင်မှလိမ်မာလိုက်လဲကျွန်တော်ရဲ့လိမ်မာရေးချရှိတဲ့ချွေးမလေးကိုကျွန်တော်ကတန်တရားဝင်ခဲ့မိတယ်ဒီနေ့အစပြီးဘယ်သူမှမစုံကချွေးမလေးမကောင်းကြောင်ပြောရဲပြောကြည့်ကြစမ်းငါရှာကိုပါဖြတ်ပြစ်လိုက်မယ်ဟေ့နားလေလားဒီလိုနဲ့အားလုံးကလည်းအင်ကိုပြန်လာခဲ့ကြပါပြီ ကာဂျလ်ကလည်းသူ့ကိုအကြောင်းတွေကိုသိခဲ့ရတဲ့အခါမှာအရာကိုဝမ်းသာပြောရွှင်သွားခဲ့ပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်